ားလုံးပဲမင်္ဂလာပါမြန်မာ news network ကနေကြိုဆိုပါ၏ကမ္ဘာနိုင်ငံများစိတ်ဝင်စားတဲ့နိုင်ငံအစ္စရေးနဲ့အီရန်သတင်းများတင်ပြသွားမည်ဖြစ်သည်အစ္စရေးကအီရန်တပ်စစ်ဦးစီးချုပ်အလီရှက်မာနီကိုထပ်မံလုံခြံတပ်ဖြတ် အီရန်အလွတ်တော်ကောင်းဆောင်အယောက်အလီခါမီနီ၏အနည်းဆုံးယုံကြည်သူတဦးလည်းဖြစ်သူနှင့်အစ္စရေး၏ပထမဆုံးတိုက်ခိုက်မှုအတွင် တေဆုံးခဲ့သောစစ်ဦးစီးချုပ်အစားဝင်လာခဲ့သူအစ်တအနေနှင့်တာဝန်ထမ်းဆောင်မိအချိန်ကာလအနည်းငယ်သာရှိသေးသောအလီရှက်မာနီကိုအစ္စရေးတပ်ဖွဲ့ကထပ်မံတပ်ဖြတ်ခဲ့သည်ဟုဇွန်ဆက်9ရက်တွင်အစ္စရေးတပ်မတော်တရားဝင်အဖွဲ့မှအတည်ပြုထုတ်ပြန်လိုက်သည် ထုတ်ပြန်ချက်အရအီရန်နိုင်ငံအတွင်းတွင်စိတ်ဝင်ထားသောအထူးထောက်လန်းရေးတပ်ဖွဲ့များမှ မာနီအီတီနီယာကိုရှာဖွေတွေ့ရှိပြီးနောက်အစ္စရေးလေကြောင်းအုပ်ချုပ်ရေးဌာနနှင့်ပူးပေါင်းကာဖိုက်တာဂျက်လေယာဉ်များဖြင့်ပစ်ခတ်မှုပြုလုပ်ခဲ့ကြောင်းဖော်ပြထားသည် Rising Lion ကူအမည်ပေးထားသော အစ္စရေးဤစစ်စင်ရေးတပ်အတွင်စတင်တိုက်ခိုက်မှုအဖြစ်အလန်းအလီရာရှိတေဆုံးခဲ့ပြီးနောက်အလီခါမီနီကတက်မတော်အရေးပေါ်ဌာနချုပ်နှင့်အစ္စလန်ဒေါ်လန်ရေးအဆောင်တက်အိုင် GC တို့၏အမြင့်ဆုံးစစ်ဦးစီးချုပ်အဖြစ်အလီရှက်မာနီအားခန့်အပ်ခဲ့သည်သို့သောခန့်အပ်ပြီး၄ရက်အကြာမှာပင် ထမှန်တက်ဖြတ်ခံခဲ့ရသည်အစ္စရေးကအီရန်အထူးစစ်ကောင်းဆောင်များအပါအဝင်အိုင် ားဂျီစီတချုပ်ဟော်စိန်စလာမီစစ်ဦးစီးချုပ်မူဟာမက်ဘတ်ဂျဟီရီထောက်လန်းရေးကြီးကဲမူဟာမက်ကာဇီမီတို့ကိုလည်းရန်နေငယ်တွင်တစွဲတလဲထိုးပေါက်တပ်ဖြတ်နိုင်ခဲ့သည့်နျူကလ িয়ার သိပ္ပံပညာရှင်အချို့ပါ ထိခိုက်သေးဆုံးခဲ့ကြောင်းသတင်းများအရသိရှိရသည် ယခုတပတ်အစောပိုင်းတွင်လည်းအီရန်အစိုးရသတင်းအေဂျင်စီရနာမှတီအီရန်မြို့၌ဖြစ်ပွားသောလေကြောင်းတိုက်ခိုက်မှုနှင့်ကဘုံပောက်ကွဲမှု၅ခုကြောင့်နျူကလ িয়ার သိပ္ပံပညာရှင်အတော်များများတေဆုံးခဲ့ကြောင်းထုတ်ပြန်ထားသည်။ဒါ့အပြင်အရာတိုလာအလီခါမီနီကို လုံခြံခြင်းဖြင့်အစ္စရေးအီရန်ပြည်ပခအဆုံးသတ်နိုင်ဟု နေတန်ယာဟုကဇွန်16ရက်တွင်ပြောကြားသည်။အစ္စရေးဝန်ကြီးချုပ်ဘင်ဂျမင်နေတန်ယာဟုက အီရန်ဘာသာရေးကောင်းဆောင်အယာတိုလာအလီခါမီနီကိုလုတ်ကြံရန်အစီအစဉ်ရှိမရှိနှင့်ဆက်လင်းသည့်မေးမြန်းခြင်းအပေါ်ငင်းဆိုခြင်းမပြုခဲ့ပဲခါမီနီအားလုတ်ကြံခြင်းသည်အစ္စရေးနှင့်အီရန်တိုင်းပြည်နှစ်ခုအကြားဆယ်စုနှစ်များကြာခဲ့သောရန်ရေးအဖြစ်များကိုအဆုံးသတ်စေမည့်အရေးကြီးအဆင့်ဖြစ်ကြောင်းဆိုသည် မေရိကန်သတင်းဌာန ABC သတင်းနှင့်မိနစ်20ကြာအင်တာဗျူးတစ်ခုတွင်နေတန်ယာဟုကအီရန်၏နျူကလ িয়ার လက်နက်ဖွံ့ဖြိုးရေးအပေါ်အစ္စရေးတိုက်ခိုက်မှုသည်တရားမျှတသည်ဟုအမခန်ပြောကြားခဲ့ပြီးခါမေနီကိုခေတ္တဟစ်တလာဟုဆိုလိုက်သည် အီရန်အစ္စရေးအကြားပြိပခအရှိန်တက်လာနိုင်သောအခြေအနေတွင်အမေရိကန်သမ္မတဟောင်းဒေါ်နယ်ထရန့်ကအီရန်ဥက္ကဋ္ဌကိုလုံခြံရန်အစီအစဉ်အားကန့်ကွက်ခဲ့ကြောင်းသတင်းအချို့တွင်ဖော်ပြထားသည်သို့သောထိုသတင်းများအပေါ်နေတန်ယာဟုကပယ်ချခဲ့သည်ထို့ပြင်အမေရိကန်သမ္မတထရန့်ကအစ္စရေးကိုအီရန်ခေါင်းဆောင်ခါမေနီအားမတက်ဖို့အကြံပြုသည်ဟုသိရသည်အမေရိကန်သမ္မတဒေါ်နယ်ထရန့်က အစ္စရေးအာဏာပိုင်များကိုအီရန်၏ထိတ်တန်းကောင်းဆောင်အရာဒိုလာအလီခါမေနီအားလုံခြံတပ်ဖြတ်ရန်အစီအစဉ်ကိုမအောင်မြင်စေရန်တားမြစ်ခဲ့ကြောင်းအမေရိကန်ယာရှိသုံးဦးက CBS သတင်းဌာနသို့ပြောကြားသည်။ယာရှိတဦးကဆိုသည်မှာထရန့်သမရသည်အစ္စရေးဝန်ကြီးချုပ်ဘင်ဂျမင်နေတန်ညာဟုအားခါမေနီကိုတပ်ဖို့စီစဉ်ခြင်းသည်တော်တော်လေးမဖြစ်မနေဆောင်ရွက်ရန်ကောင်းသောအကြံအစီမဟုတ်ကြောင်းရှင်းလင်းပြောကြားခဲ့သည်ဟုဖော်ပြသည်။ ထို့သို့သောတည်င်းအကြောင်းအရာပေါ်သမရထရန့်ကိုယ်တိုင်ကတော့ယခုအချိန်ထိပြည်သူထံသို့တိတိကျကျတုံ့ပြန်ချက်မပေးရသေးပါထိုဖြစ်ပျက်သည့်အစ္စရေးမှအီရန်ကိုစတင်တိုက်ခိုက်ပြီးနောက်ပိုင်းနေတန်ညာဟုနှင့်ထရန့်တို့ဆွေးနွေးမှုတချို့ပြုလုပ်ခဲ့ကြခြင်းအတွင်ဖြစ်ပွားလာခြင်းဖြစ်သည်ဟုသိရှိရသည်ထရန့်သမရသည်ခါမီနီကိုတပ်ဖို့အစီအစဉ်ကိုဗီတိုလုပ်ပြီးတားမြစ်ခဲ့ကြောင်းရိုက်တာသတင်းဌာနကဖော်ပြသည် ိုသတင်းအကြောင်းအရာကိုနေတန်ညာဟုသည် Fox News သတင်းဌာနနှင့်ပြုလုပ်သောအင်တာဗျူးတွင်တရားဝင်အတည်ပြုခြင်းမပြုခဲ့တော့လဲငင်းဆန်မှုလည်းမပြုခဲ့ပါထို့ပြင်မိမိကမပြောခဲ့ဘူးသောစကားများကိုပြောလိုက်တဲ့ကဲ့သို့တရင်မားများပေါ်ပေါက်နေသည်ဟုနေတန်ညာဟုက ထိုအင်တာဗျူးတွင်ထပ်မံပြောကြားသည် အစ္စရေးကအီရန်၏နျူကလ িয়ার လှုပ်ရှားမှုများနှင့်စစ်တပ်ထိပ်တန်းများကိုပစ်မှတ်ထား၍တိုက်ခိုက်ခဲ့သည်ထို့နောက်အီရန်ကလည်းဒရုန်းများဖြင့်ပြန်လည်တုံ့ပြန်တိုက်ခိုက်ကာနေချောင်းတိုက်ခိုက်မှုများဆက်တိုက်ပြုလုပ်နေသည်ဆော့ဆော့ပိုင်းတွင်အစ္စရေးကတိုက်ခိုက်လာပါကဒေတာရင်းရှိ အမေရိကန်စစ်ကမ်းများကိုတိုက်ခိုက်မည်ဟုအီရန်ကကြေညာခဲ့သည်သို့သောအီရန်နိုင်ငံသားရေးဝန်ကြီးက အစ္စရေးနှင့်ပရိပခသည်ပုံမဆိုးရလာစေခြင်းချင်းမရှိဘဲကိုကိုကာကွယ်မှုအတွက်သာလိုအပ်သမျှတုံ့ပြန်မည်ဟုပြောကြားထားသည်အစ္စရေးအနေနှင့်အီရန်သည်မိမိနိုင်ငံ၏ရှင်သန်ရေးအတွက်ထိခိုက်လာပြီးခုဆိုကဇွန်ဆက်3ရက်နေ့တွင် စတင်တိုက်ခိုက်ခဲ့ပြီးဇွန်ဆက်5ရက်အထိနှစ်နိုင်ငံတိုက်ခိုက်မှုများဆက်လက်ဖြစ်ပွားနေသည် သမရထရန့်ကမကြခင်အတွင်းငင်းချမ်းမှုရရှိနိုင်မည်ဟုမျှော်လင့်ကြောင်းပြောထားတော်လဲနေတန်ညာဟုကဣသရေလရဲ့သားများတည်ဆုံမှုအတွက်အီရန်ဒီကြီးမားသည့်တုံ့ပြန်မှုခံစားရမည်ဟုချိန်ချောက်ထားခြင်းကြောင့်တိုက်ခိုက်မှုများရပ်တန့်မည်ဆိုသည့်အလားအလာကတော့မသိသာသေးပါအားလုံးပဲကျေးဇူးတင်ပါတယ်ရှင် like subscribe ကောင်းကောင်းလေးနှိပ်ပြီးဆက်လက်အားပေးကြအောင်နော်